ုံးတိုက်တတ်တဲ့ပုဂ္ဂိုလ်တွေအင်မတန်မှအနည်းငယ်ချီးမားတယ်အကုသိုလ်ချီးကျယ်ဖြစ်တယ်ဂုံးတိုက်ခံရတဲ့ပုဂ္ဂိုလ်နှစ်ဦးကတိလကုံတမာရီကုံပညာကုံတွေနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေဖြစ်လို့ရှိရင်ပို့ပြီးတော့အထိနာဘာဖြစ်လို့အထိနာတာတော့ဆိုအနှစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုသွားလောက်တာဆိုပါစို့ ဘုန်းကြီးတို့တွေမတော်တဆတိုက်မိခိုင်းမိတဲ့အခါမှာနော်ရှင်ရှင်ပုံနဲ့တိုက်မိရင်သိမနာဘူးပေါ့ကြောက်တုံးနဲ့တိုက်မိရင်ပိုးနာတာပေါ့အဲ့တော့အနစ်ရှိတဲ့အရာနဲ့တိုက်မိပြီဆိုရင်ပိုးနာတယ်ဆိုတဲ့သူတော်ကောင်းကိုပြင်းမာတယ်ဆိုတဲ့အခါကျတော့ပိုပြီးတော့တုံ့ပြန်မှုထိခိုက်မှုဟာအတ္တမှာပြင်းထန်တယ်အဲ့ဒါပိတုဏဝါစာဆို ိယသုံညကရဏနှစ်ဦးသားမေတ္တာတွေခန်းချောက်သွားအောင်ပြောတဲ့စကားမျိုးပိတုဏဝါစာလို့ခေါ်တယ်